ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကစစ်တွေမျိုးကပြည်နယ်ရဲတပ်ဖွဲ့မှုရုံမှာဒီနေ့နေ့လယ်ပိုင်းကဒေသခံတွေကိုရှင်းလင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒီနေ့တွေ့ဆုံပွဲမှာရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှုရဲမှူးကြီးနေမျိုးကလက်ရှိရခိုင်ပြည်နယ်အတွင်းကမွေးစေဝါရောင်းဝယ်ဖောက်ကားနေသူတွေဟာဝင်ငွေရစီးပွားရေးလုပ်ငန်းတွေကိုအခြေခံပြီးဆောင်ရွက်နေကြတာဖြစ်တယ်လို့ပြောပါတယ်။ရန်ကုန်မြို့ဇေကဘာဝင်းထဲမှာစံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့မွေးစေဝါအမှုကိုစစ်ဆေးချက်တွေအရမွေးစေဝါလုပ်ကင်သူတွေဟာ Clarendon Data Project Company နာမည်နဲ့ရခိုင်ပြည်နယ်အတွင်းကရေလမ်းကြောင်းကိုအ धिक အသုံးပြုပြီးဆောင်ရွက်နေတာကိုတွေ့ရတယ်လို့ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှရဲမှူးကြီးနေမျိုးကပြောပါတယ်။ Clarendon စီမံကိန်းဆိုပြီးတော့ Mi Canada နဲ့ Company တခုကနေပေါ့ဒါအဒီရောတောက်ချုံတုံးနေတော်တော်ပါဒီအဲ့အဲ့ဒီလိုနဲ့ချိန်ဆိုင်ပြီးအပေါ်တော့ပြပြောမှာအပေါ်တော့မှာတော်တော်များများဒီဒီဝိစီဘာလို့လဲဆိုတော့လေဆောင်ဖုန်းတဲ့နေဒါမျိုးဒါ ဟို voice သတိကျရကျွန်တော်ရလေးလာမှုရဒီလိုပြုတယ်ဟိုလိုက်တာကိုအဲဒီတော့ sensitive နေလာပြီးဟောပြတော့အဲ့ဒီကမှာအဲဆက်စွချက်တွေရဆိုတာဒါဒါဒီကျွန်တော်တို့ဒီစစ်လေးနဲ့သွားတဲ့သဘောမျိုးစစ်လေးနဲ့ဆိုတော့လုံးနေခဲ့တဲ့ခြေထဲနေလာလို့ဒီလိုမျိုးလေးဟောပြတော့ရန်ကုန်ဘက်ကတည်လာတဲ့မူရေးစေဝါတွေဟာမောင်းတော်နယ်ဇက်ကနေတဆင့်တိပနိုင်ငံတွေကိုအများဆုံးပို့ဆောင်တာဖြစ်တယ်လို့လဲဆိုပါရယ်ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့2012ခုနှစ်ကနေဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း18သိန်းကျော်ဖန်ဆီးရမိခဲ့ပြီးလူပေါင်း180ကျော်ကိုဖန်ဆီးခဲ့တယ်လို့သိရပါဗျ။မူရင်းဆေးဝါးတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတွားရောက်ရောင်းချတာမရတာကြောင့်ရခိုင်ပြည်နယ်တွေကိုပြန်လည်တည်ယူလာတဲ့အထက်ကမဖမ်းမိလိုက်တဲ့ဟာတွေဟာဘလောက်ရှိမလဲဆိုတာမေကွန်းထုတ်စရာဖြစ်နေကြောင်းစစ်တွေမျိုးရမိရဖတူဦးဖြစ်တဲ့ဦးတန်းထွန်းကပြောပါရတယ်။အဲဒီမှာဝင်ထွက်စိတ်တွေရှိတာပေါ့လေ။ အခုနဟိုကျွန်တော်တို့မူကြီးတာဝန်ခံကြီးပြောတော့တာလေအဲ့ဒီစိတ်ကပဲဘင်္ဂလားဒေ့ရှ်ကိုသွားတယ်သွားတော့မှမမိလိုက်ဘူးအဲအဲ့ဒီကဟောဟိုမှာမကြောင်းတော့ဒီဘက်ကဘင်္ဂလားဒေ့ရှ်ကိုပြန်လာတယ်ပြန်ဝင်လာတယ်ဟိုဂျပန်လိုပဲပြန်လာတယ်ပေါ့အဲ့ဒီမှာမိတယ်အဲမိတဲ့မိတဲ့ပုံကိုပြောတာကျွန်တော်ဆိုလိုချင်တဲ့ပဲအဲ့လိုမမိရဟာကျွန်တော်တို့စီကဘလောက်လောက်ဝင်နေပြီလဲဒါလူလူတွေမိကုန်ထုတ်ဆရာရှိတယ်ဒါအပြင် လူကုန်ကူးမှုဖြစ်စဉ်တွေထဲမှာရခိုင်ပြည်နယ်အတွင်းကနေပြည်ပနိုင်ငံကိုရွှေ့ပြောင်းသွားလာပြီးပြည်ပနိုင်ငံတွေမှာလူကုန်ကူးမှုခံရမှုဖြစ်စဉ်တွေအ धिक အများဆုံးတွေ့နေရတယ်လို့လည်းပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါရတယ်။အဲ့ဒီအထက်မှာထိုင်းနိုင်ငံအတွင်းကငါးဖမ်းဆက်လီတွေပေါ်မှာရောင်းစားခံရတာတွေနဲ့တရုတ်နိုင်ငံထဲမှာရောင်းစားခံရတာတွေအများဆုံးဖြစ်တယ်လို့လည်းသိရပါရတယ်။ရခိုင်ပြည်နယ်မှာ အလုတ်ကင်ရှားပါမှုပြဿနာတွေကြောင့်ပြည်ပကိုတွားရောက်အလုတ်လုတ်ကင်သူတွေဟာအခုနှစ်အတွင်းမှာအတော်များများရှိနေတယ်လို့လဲရခိုင်ပြည်နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ရဲမှုကြော်ညွှန်းကပြောပါတယ်ဒီနှစ်မှာဆိုရင်ကျွန်တော်တို့ကတဘာကဒီကနေတွေ့ကြုံရပြီးတော့ရေဆက်ပြုံးမှုနဲ့ဒီရေလုံကဒုက္ခနဲ့နေရာမှာအစီအမံပြမှုတွေဖြစ်ပေါ်လို့ပါဒေသပြည်မှာကျွန်တော်အလုတ်ကင်ခွင့်လမ်းနေပါတယ်ဒုက္ခလက်စားတွေလည်းကွာခြားတယ်နောက်တစ်ခါဒီတဘာကပြည်နယ်ကြုံပြရတဲ့ဒီလိုလူလက်မဲ့တွေမှာများပြားလာတယ်ဆက်ရနိုင်ငံများမှာဆိုရင်လူခောက်ဇီဘောဘောနဲ့ ရရင်လည်းလုပ်ငန်းရှင်များနဲ့ဈေးွက်တွေရှိနေတော့ဒီရှိပြောင်းသွားကြရင်ဆိုဒီခင်ဟာတဲ့ပုံပုံများပြလာတော့ပြရမယ်။များပြလာပြီးတော့ဒီကီးစုံကီးစုံမှာဒီလူကုန်မှုများတဲ့ပုံပုံဖြစ်ပေါ်လာနိုင်တော့ကျွန်တော်သုံးသပ်ရရှိပါတယ်။ရွှေပြောင်းသွားလာမှုတွေကနေလူကုန်ကူးမှုအများဆုံးဖြစ်ပေါ်ခဲ့တဲ့နေရာတွေကိုအဓိကပြစ်မှတ်ထားပြီးစောင့်ကြည့်မှုတွေဆောင်ရွက်နေတယ်လို့လည်းရဲမှုကြော်ညွန့်ကပြောပါရတယ်။ရခိုင်ပြည်နယ်အတွင်းကမွတ်စလင်တွေဟာပင်နယ်ရေချောင်းကနေတဆင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတရားမဝင်သွားရောက်တာတွေရခိုင်ပြည်နယ်တွေတရားမဝင်ပြန်ရောက်တာတွေရှိတာကြောင့်ဒီကိစ္စအပေါ်ထိထိရောက်ရောက်ကင်တဲဆောင်ရွက်ဖို့ကိုလည်းတက်ရောက်လာသူတွေကထောက်ပြပြောဆိုခဲ့ကြပါတယ်ခင်ဗျာ။